ဒီနေ့ဟာဆိုရင်ကိုရီးယားနုပညာရှင်တွေများစွာတက်ရောက်လာတဲ့မင်းသားကြီးလီဆွန်ဂျေရဲ့နောက်ဆုံးစာပနာခီးပဲဖြစ်ပါတယ်ခင်ဗျာအနုပညာရှင်တွေရဲ့ဝန်ထမ်းမှုတွေအပြည့်နဲ့တရုတ်ဆောင်လီဆွန်ဂျေရဲ့စာပနာအခမ်းအနားကိုဒီကနေ့နိုဝင်ဘာလ29ရက်နေ့မှာပဲကျင်းပပြုစီခဲ့ပါတယ်ခင်ဗျာ ဇာပနာအခမ်းအနားနဲ့ဝန်ထဲကြောင့်လာရောက်နှုတ်ဆက်ကြသူများတဲ့တွေအမှုပညာနယ်ပယ်မှာထင်ရှားသူများစွာပါဝင်ခဲ့ပြီးတော့ဇာပနာကိုကိုရီးယားပြည်ဆိုင်အမှုပညာရှင်များရဲ့ဂုဏ်ပြုဇာပနာ Korean Theatrical Artist Funeral ဖြစ်ကျင်းပခဲ့ပါတယ်ခင်ဗျာမင်းသားကြီးရေစွန်ကြာဆိုရင်နောက်ဆုံးချိန်အထိတရုတ်ဆောင်ကျင်သူဖြစ်ပြီးတော့သူရမပြတ်သားသေးရဲ့အမှုပညာစိတ်တတ်ဟာဆိုရင်ကွဲလွန်ကနေအထိပြည်ဆိုင် Waiting for God တွင်ပါဝင်ရာစူးစမ်းခဲ့ပြီးတော့ကျမ်းမာရေးကြောင့်လက်လွတ်လိုက်ရပါတယ်ဆိုပြီးတော့သိရှိရပါတယ်ခင်ဗျာ ထုံမင်းသားကြီးအားဆိုရင်နိုင်ငံရဲ့ဖခင်အော်တာရှိတော့တတိစားတဲ့ကန္နဝန်ဇာယုတ်တွေကနေလူငယ်တွေပါကြိုက်နေတဲ့တဲ့ high cut လိုမျိုး series တွေကနေဟာတမြောက်တဲ့အဖိုးကြီးဇာယုတ်မျိုးအထိပြ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 တရုတ်ဆောင်နိုင်ခဲ့ပါတယ်ခင်ဗျာတရုတ်ဆောင်ကြီးစွန်ကျဲဟာနှစ်ပေါင်း90ကျော်ကြာအနုပညာတက်တက်တရှာရုပ်ရှင် drama ပြဿနမျိုးစုံမှာပါဝင်ခဲ့သူဖြစ်တာကြောင့်အနုပညာနယ်သားတိုင်းကချက်ခင်လေးစားရတဲ့ဆရာသမားတအုပ်ဖြစ်တယ်ဆိုရင်လည်းမမှားပါဘူးခင်ဗျာ ဒါကြောင့်သူ့ရဲ့ဇာပနာကိုတောင်ကိုရီးယားရဲ့နှုပညာလောကမှာထိတ်တန့်နှုပညာရှင်များစွာလာရောက်ခါဗရာပြုခဲ့ကြပြီးတော့သူ့ရဲ့ကွယ်လွန်မှုဟာကိုရီးယားရဲ့တရုတ်ဆောင်စံပြဖို့ကိုတအူဆုံးရှုံးသွားခြင်းဖြစ်တယ်လို့သတ်မှတ်ခဲ့ကြပါတယ်ခင်ဗျာ။ နောက်ဆိုရင် drama နဲ့ K-pop သတင်းလေးတွေကို K-pop ဆင်းရဲ YouTube channel မှာပဲ update လုပ်တော့မှာမို့လို့ YouTube channel လေးကိုလာရောက်ပြီးတော့ subscribe လာလို့ထားပေးပါအောင်လို့တရားခံလိုက်ပါတယ်ခင်ဗျာအားပေးမှုအတွက်အထူးကိုကျေးဇူးတင်ရှိပါတယ်เนาะကျွန်တော်ရဲ့ YouTube channel လေးကို YouTube ရဲ့ search bar မှာ K-pop stan CBA ဆိုပြီးလို့ရိုက်ရှာပြီးတော့ outlet တွေကိုရှာဖွေပြီးတော့ subscribe လာလို့ထားလို့ရပါတယ်ခင်ဗျာ